မင်္ဂလာပါရှင်ဒီ share တို့ဒီနေ့ data validation function နဲ့ sign function နှစ်ခုကိုပေါင်းစပ်ပြီးတော့တစ်စက္ကန့်အတွင်းမှာအပြည့်ချကြည့်မယ်။ဟုတ်ပြီနော်အဲ့တော့ဒီ share တို့ဒီ function တစ်ခုကိုသုံးဖို့အတွက် share လိုအပ်တဲ့ data လေးက share တို့ဒီရှိမှာရှိပါမယ်။အဲ့တော့ share တို့တစ်စက္ကန့်အတွင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ပထမတစ်ချိန်တော့ share တို့က formula လေးအတွက်ပေးရမယ်။ Now the now the ရှားတဲ့ data ဒီမှာကျွန်တော်တို့ share တို့က ဒီမှာတစ်စက္ကန့်ဆိုတဲ့အတိုင်းပဲလုံးဝကလစ်လေး draw drawing လေးလေးလုပ်ပြီးတော့ show data တွေကိုအနည်းချုပ်ရှာသွားလို့ရပါပြီเนาะအဲ့တော့ဒီလိုမျိုးလေးเนาะဒီလိုမျိုးလေးကျွန်တော်က summarize အနည်းချုပ်ဖို့အတွက်ကိုကျွန်တော်ဘာလို့မလဲဆိုတော့ data valid function လေးနဲ့ set if function လေးကိုကျွန်တော်အသုံးပြုနေလေးကိုရှင်းပြပေးသားမှာဖြစ်ပါတယ်ရှင်တခြားကတော့ computer queen ရဲ့ founder trader တော်နန်ချက်ကံမှာဖြစ်ပါတယ်ရှင် တော့ကျွန်တော်ဒီမှာအေဇဲတင်ငယ်စာလေးနဲ့စတင်ပြီးတော့ပြန်ဆက်လိုက်ကြရအောင်နော်အဲ့တော့ကျန်ကဒီတင်ငယ်စာလေးတစ်ခုကိုဒါလေးကိုချက်ကဖြောက်လိုက်တော့မယ်နော်ပြပလိုက်ပြီးတော့ကျတော့ဒီမှာလိုအပ်တဲ့ဟာဒီဒါနေရဆေးရဖြစ်တဲ့အတွက် copy တူပြီးတော့ကျတော့ပြချလိုက်မယ်။ Okay အဲ့တော့ဒီထဲမှာ နိုင်နေတဲ့မှာเนาะမူရင်းဒေတာထဲမှာရှိနေတဲ့ list တွေတဲကနိုင်နေကိုတကယ်လို့က copy paste လည်းမရဘူးရိုက်လည်းမထည့်ဘူးเนาะ copy paste လည်းမရပဲရိုက်လည်းမထည့်ပဲလည်းကျွန်တော်ကစာရင်းတွေကိုဒီလိုမျိုးလေး draw drawn list တွေလောက်ပြီးတော့တကယ်လို့ကရွေးချယ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရွေးချယ်မဲ့ data အစဲအကွက်လေးတွေကို select ကလေးပေးထားပါပြီးရင်တော့ data တွေကိုသွားပါ data validation တွေကိုသွားပါ အော်ဒီနေရာလေးမှာ allow ဆိုတဲ့နေရာလေးမှာ general list ကိုရွေးပေးပါ allow ဆိုတဲ့နေရာမှာပါရွေးပေးရမှာလဲ list ကိုရွေးပေးပါ list ကိုရွေးပြီးတော့ဆိုရင် list ဆိုတာစာရင်းနဲ့မှတ်မယ်လို့ပြောတာပါ source ဆိုတဲ့နေရာမှာမိမိမှတ်ရှင်တဲ့ data လေးကို select ကလေးပေးပေးပါ tissue က table တင်ဆောက်ထားတာဖြစ်တဲ့အတွက် column heading ပေါ်ကိုထောက်စီရမလိုပါဘူး column heading ပေါ်ထောက်တယ်ဆိုလို့ရှိရင်ကျွန်တော်က b column တစ်ခုလုံးကိုဖြစ်တယ်ကျွန်တော်က 1 b column တစ်ခုလုံးမဟုတ်ဘဲနဲ့ name column တစ်ခုလုံးကိုလိုချင်တယ်ဒါဆိုရင် name ဆိုရဲဒီ အနံမဲလေးအပေါ်မှာကျတို့ plus sign အမဲလေးကိုယူလိုက်ပါအဲ့ဒီလိုမှမဟုတ်ဖဲနဲ့ကျတို့ b column ပေါ်မှာယူလိုက်တယ်ဆိုရင် column တစ်ခုလုံးဖြစ်သွားမှာပေါ့နော်ကျတို့က name ပေါ်မှာပဲယူလိုက်ပါမယ် name ပေါ်မှာထားပြီဆိုရင်ကျတို့ရဲ့ table ရဲ့အဆုံးထိကိုရောက်သွားပါလိမ့်မယ်နော်ရောက်သွားပြီဆိုရင် okay ပေးချလိုက်ပါဒါဆိုရင်တော့ကျတို့ကဒီမှာရေးစရာလည်းမလိုဘူး copy paste လည်းရှာစရာမလိုဘဲနဲ့နာမည်တွေကိုရွေးထုတ်လို့ရမှာပဲဖြစ်ပါတယ်နောက်ဆက်တစ်ခွက်မှာလည်းရွေးထုတ်လို့ရပါတယ်နော်ကဲတော့ ော့ data validation အပိုင်းလေးပြီးသွားပြီဆိုရင်ကျွန်တော်တို့က set if အပိုင်းကိုသွားမယ် equal set if set if ဒီ data တွေကိုစစ်ထုတ်ရတဲ့အခါမှာအရေးကိုကောင်းပါတယ် ဟုတ်လား set if set if မှာ share က rain rain ဆိုတာ set rate တခုလုံးကိုပြောတာပါတခြားတို့ကဒီ criteria rain ပြီးရင် criteria လာမယ် criteria ပြီးရင် sun rate လာမယ် criteria ကဘယ်သူလဲဆိုတော့ share က mount a mount a တည်ရှိတဲ့ rain ဒီ bay column လဲဆိုတော့ name column name column ထဲမှာရှိနေတဲ့ mount a ရဲ့ total ဒီကို share ကပေါင်းကိုင်းမှာဖြစ်တယ်ဒါကြောင့်မလို့ criteria rain mount a ရှိတဲ့ column ကို share က rain ဆက်လက်မှတ်ပေးရပါမယ်အဲ့တော့ rain ဆိုတဲ့ တရားပါကျွန်တော်ကနိုင်ကြီးကိုဆက်လက်ပေးလိုက်ပါဟုတ်ပြီနော်ပြီးတော့အဲ့တော့ကောမပရတရားဆိုတဲ့နေရာလေးမှာပရတရားဆိုတဲ့နေရာလေးမှာတော့မောင်အေးကိုယူလိုက်ပါ ကောမ summary ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့ save ကိုယူလိုက်ပါဒါဆိုရင်တော့ red ရဲ့ credit ရရဲ့ salary ရဲ့ကျွန်တော်ရသွားပြီပြန်ပြောမယ် red ဒီ b column name တဲ့က credit ရဒီဘယ်သူလဲ mao a salary ဒီဘာလို့မှလဲ total တွေကိုပေါင်းခိုင်းမှာဖြစ်တဲ့အတွက် save column ကို select မှတ်ပေးမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကပြီးသွားပြီ ပြီးနော်ခွင်းနေပိအန္တဆောက်ချလိုက်ပါဒါဆိုရင်ကျွန်တော်ဒီမှာဒေတာထွက်သွားပြီဒါကတစ်ချက်ကဒိတ်ဖြစ်နေလို့နော်ဒိတ်ကိုတစ်ချက်ကနံပါတ်ရိုးရိုးဖော်မဲ့ကြောင်းလိုက်ပါနော်โอเคဒါဆိုရင်ကျွန်တော်ကဒီမှာဒေတာတွေကိုဆွဲချလိုက်တဲ့အခါမှာဒီမှာစီရင်တွေထွက်သွားပြီဒီကျွန်တော်ရဲ့ရှေ့မှာနိမ့်တွေထွက်လာသမျှအရာအလုံးဒီ total တွေကဒီမှာအဖြစ်တက်ဆက်ကအတွင်းမှာပဲကျွန်တော်ကအဖြစ်ထွက်လာတာကိုတွေ့ရပါလိမ့်မယ် ရမယ်နော်အဲ့တော့ definition လေးဒီ data validation function နဲ့ sign in function တို့ခုကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့တွက်ချက်သွားတော့ပဲဖြစ်ပါလိမ့်ရှင်လုပ်ငန်းခွင်မှာအကျိုးရှိမဲ့လို့လည်းပြောလည်းပါတယ်အဲ့တော့ဒီလိုမျိုးအကျိုးရှိပြီးတော့ကျွန်တော်တို့နော် ASE သင်ငန်းစာတွေ computerized accounting level 1 level 2သင်ငန်းစာတွေကိုကျွန်တော်တို့လေ့လာကြတယ်ဆိုရင်နော်ဒီ computer ကိုသင်တန်းကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အခမဲ့ video file တွေကိုအခြေခံမျှဝေပေးနေတာဖြစ်တဲ့အတွက် computer page YouTube ရဲ့ TikTok account တွေမှာတစ်ချက် ယ်ကွန်ပျူတာ web page လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ရက်သင်ငယ်စာမှာပြန်လည်ဆုံးဖြတ်ကြပါစို့ရှင်